မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စကောက်စီရဲ့တက်စကန်တွေကိုကိုဗစ်ကူသိမ့်ပိုက်လာနေတဲ့ GNL ပူပေါင်းတက်တွေဟာအဲ့ဒီထိုင်းမြန်မာနယ်စပ်ကနောက်ထပ်စကောက်စီရဲ့ကနဲလီတက်စကန်ကိုပါမနေ့ကပဲအပိတ်တသိမ့်ပိုက်လိုက်ပြီဆိုပါလေ။ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KIA ပြည်ထောင်ပုံတက်တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့အကြံဖက်စကောင်စီတက်ရဲ့ရဟတ်ရင်ကိုတော်လန်ရေးတက်တွေက drone နဲ့တပ်မှန်ဘုံကျဲတက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းအဖြစ် KIA ကထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂင်းပြည်နယ်ထမင်းမာနယ်ဇက်ကအကြံဖက်စကောင်စီရဲ့တက်စကန်တွေကိုတစ်ခုပြီးတစ်ခုတင်ပိုက်လာနေတဲ့ GNL ပူးပေါင်းတက်တွေဟာ အဲ့ဒီထိုင်းမြန်မာနယ်စပ်ကနောက်ထပ်စစ်ကောင်စီရဲ့ကနဲလီတက်စကန်ကိုပါမေလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတသိမ့်ပိုက်လိုက်ပြီလို့ KNL စီရဲ့သတင်းရင်းမြစ်ကရန်ကုန်ခက်တိကိုပြောပါတယ်ဒါကတော့အဲ့ဒီထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ကနဲလီတက်စကန်ကိုမေလ21ရက်နေ့ကစပြီး KNL ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မနေ့ကညပိုင်းမှာတော့စကန်တစ်ခုလုံးကိုတော်လိုင်းရင်တပ်တွေကအပိတသိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်အဲ့ဒီအချမ်းပစစ်ကောင်စီရဲ့ကနဲလီတက်စကန်ကိုမသိမ့်ပိုက်ခင်မှာတည်း ်ကန်နလီပူပေါင်းတပ်တွေဟာ DKPA ဌာနချုပ်အနီးရောက်လာတဲ့အင်အား80ဝန်းကျင်မှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးကိုပြုတ်ထွက်သွားတဲ့အထိချိန်မုံပြီးတဲ့နောက်မှာပဲညာဘက်အရောက်မှာတော့ကနယ်လီစကန်တစ်ခုလုံးကို အပိတ်သိမ့်ပိုက်လိုက်တာဖြစ်တယ်လို့ကန်နလီသတင်းရှိမိကပြောထားပါတယ်လက်ရှိမှာတော့ရင်းပြီးနဲ့ထိုင်းမြန်မာနယ်စပ်ကအကြံဖတ်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ့်ပိုက်လာနေတဲ့ကန်နလီပူပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ပူလူတူတာလဲမဲလာလဲဒိုနဲ့လက်ရှိကနယ်လေးစခန်းတွေအပောင်းဝင်တစ်စခန်းပေါင်း6ခုကိုအပိတ်သက်တင်ပိုက်ထားပြီးနောက်ထပ်ကြံနေသေးတဲ့အဲ့ဒီထိုင်းမြန်မာနယ်စပ်ကစစ်တပ်စခန်းတွေကိုဒရဇက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့တိုက်ပွဲတွေလည်းဇက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါပါတယ်ခင်ဗျာတဖက်မှာတော့ကချင်းပြည်နယ်ပေါ်မမြွနယ်မှာ KNP တပ်ပေါင်းတပ်တွေရဲ့ပစ်ခတ်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့ရဟတ်ရင်ကို တော်လှန်ရေးတပ်တွေက drone နဲ့တပ်မှန်ဘုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှန်တမ်းအဖြစ် GIA ကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့မေလ20ရက်နေ့ကပဲမမော်မြို့ကတိုက်ပွဲအတွင်းစစ်ကူလာတဲ့စစ်ကောင်စီဘက်ကရဟယင်3စီးကို GIA ပြည်ထက်ပူပေါင်းတပ်တွေကအပြစ်ခတ်တိုက်ခိုက်ရမှာရဟယင်3စီးဟာ GIA နေမီဒဲမှာပဲမိလောင်ပြတ်ကျသွားပြီးနောက်ထပ်ရဟယင်3စီးကရွှေကူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ56ထဲမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလို့ ရေကူမျိုးမှာရေပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ကောင်စီတပ်ရဟတ်ရင်ကို GNP တဲ့ပူပေါင်းတပ်တွေကနောက်တည့်ရက်မှာပဲ drone နဲ့တွားရောက်ပြီးဘုံကျဲတိုက်ခိုက်လိုက်ရမှာအဲဒီရဟတ်ရင်ပေါ်နဲ့အနီးတစ်ဝိုက်ကို drone ဘုံသီးတွေကကွက်တိကြောက်ပောက်ကွဲပြီးတော့ရဟတ်ရင်အပြင်ဘေးနားမှာရှိတဲ့စစ်ကားတွေပါထိမှန်ပျက်စီးသွားတဲ့ဓာတ်ပုံမှတ်တမ်းတွေကို KIA ကထုတ်ပြန်လာတာပဲဖြစ်ပါတယ်။အဲဒီဓာတ်ပုံမှတ်တမ်းမှာမြင်တွေ့ရတဲ့အခြေအနေအရာရောမြေပြင် drone တပ်ဖွဲ့ရဲ့ပြောဆိုချက်အရာပါအဲ့ဒီအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်လဲ drone ဘုံတက်တဲ့ထိသွားတာကြောင့် သူတို့ဘက်ကပြန်ပြင်လို့မရအောင်စုပ်ပြတ်သွားတဲ့အခြေအနေဖြစ်တယ်လို့လေ KIA သတင်းရင်းမြစ်ကပြောထားသလိုတစ်ဘက်က KIA နေမီထဲမှာမိလောင်ပြတ်ကျသွားတဲ့ရဟယင်ပျက်စီးမှုတွေထဲမှာတော့လေရင်မှုပုံမှုမျိုးထက်အောင်ဆိုသူအပါဝင်စစ်ကောင်စီတပ်သား16ဦးရဲ့မသားအလောင်းတွေနဲ့လက်နက်14လက်ကိုပါတော်လိုင်းရေးတပ်တွေကတင်စီရရှိခဲ့ပါသေးတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်ကကြောက်ဖြူမြို့နယ်နဲ့စစ်တွေမြို့နယ်တွေကိုတင်ပိုက်ရရှိဖို့အတွက် အရခတော်အေနဲ့အတူမြောက်ပိုင်းကြီးတော်မဟာမိတ်တွေပါအတူတကပူပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့မေလ28နေ့ဖြစ်တဲ့မနေ့ကပဲမီဒီယာတွေနဲ့တွေ့ဆုံမှုမှာ TNL ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအရခတော်အေကတိမ့်ပိုက်ဖို့ကြံနေတဲ့နောက်ဆုံးလက်ကျန်၃မြို့တဲကစစ်တွေနဲ့ကြောက်ဖြူမြို့နယ်ကိုအပိသက်တိမ့်ပိုက်နိုင်မှုအတွက်အရခတော်အေကနေထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပါတယ်။ ဲ့ဒီတိုက်ပွဲတွေအတွင်းမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တက်တွေပါပါဝင်တိုက်ခိုက်နေသလားလို့သတင်းမီဒီယာတွေကမေးမြန်းတဲ့အချိန် TNLA ကအရခတ်တော် AA နဲ့အတူတိုက်ပွဲဝင်နေပါတယ်လို့ပြန်လည်ဖြေဆိုခဲ့ပါတယ်လက်ရှိမှာတော့ကျောက်ဖြူမြို့နယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကကြည်ရည်လီ၃ခုပေါင်းပြီးပြန်လည်တိုက်ခိုက်နေတဲ့ကြားကပဲအရခတ်တော် AA ကစစ်ကောင်စီရဲ့ကျောက်ဖြူအခြေဆိုင်အမှတ်30ရက်တရင်အနီးကစခန်းနဲ့စမ်လမှုတန်းချောင်းကတက်စကန်တွေကိုတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့ နှစ်ဖက်စီရေးကတော့ဆက်လက်တင်းမာနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းလက်ပတ်မြို့နယ်မှာ PDF တွေကိုဂရုမစိုက်ဘူးလို့စိန်ခေါ်ပြီးလူငယ်တွေကိုစစ်မှုထမ်းတသားတဲ့အဖြစ်စုဆောင်းနေတယ်အကြပ်ဖက်စစ်ကောင်စီလက်အောက်ခံရာအိမ်မှုထွန်းထွန်းဆိုသူကို PDF ရဲဘော်တွေကပဲပြစ်ခတ်ရှင်းနေရမှာနေရာမှာတွင်ပွဲချင်းပြီးကိုတိတ်သွားပြီလို့တရားဝတိခိုင် PDF တရင်383နှစ်တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ လက်ဗရန်မြို့နယ်မှာ PDF တွေကိုဂယုမဆိုင်ဖူးလို့စိန်ခေါ်ပြီးလူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်ဖြစ်စုဆောင်းနေတဲ့အချမ်းဖက်စကောင်စီလောက်ခံဗဒိန်စုကျေးရွာယာအိမ်မှုထွန်းထွန်းဆိုတဲ့သူကိုမေလ28ရက်နေ့ကပဲဒါယဝရီခိုင် PDF တရင်3832ရဲဘော်တွေကပွားရောက်ပစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီလိုပစ်ခတ်ရှင်းလင်းခံရတဲ့ယာအိမ်မှုထွန်းထွန်းဆိုတဲ့သူဟာကျေးရွာပြစောတိခေါင်းဆောင်လေးဖြစ်တယ်လို့ PDF တွေကိုဂယုမဆိုင်ဖူးလို့စိန်ခေါ်ပြီးလူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်ဖြစ်စုဆောင်းတာတွေ မတရားငွေညှစ်တောင်းရန်ဓာတွေလုံနေတဲ့အပြင်ပြည်သူတွေကိုပါစစ်တပ်အားကိုးနဲ့နှီးမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့တရားဝီခံပြည်တဲ့တရင်383ညနှစ်တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အချက်ဖက်စကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာအပုတ်ခံထားရတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးဟာ လက်နက်ခဲယမ်းတဲ့အတူတော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့တို့အရေးချန်တဲ့အတွင်းရေးမှူးမရွှေဂျူးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ28ရက်နေ့ကပဲမုံရွာမြို့အခြေဆိုင်အကြံဖတ်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ထာနာချုပ်မှာအပုတ်ခံထားရတဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာအလင်းဝင်ခြင်းနဲ့အကြောင်းကိုတော်လိုင်းရေးတပ်တွေစီဆက်သွယ်လာပြီးတဲ့နောက်သူတို့ကင်ဆောင်းတဲ့လက်နက်တွေနဲ့အတူမရမကထွက်ပြေးလာကြတယ်ဆိုပါတယ်အဲ့ဒီနောက် ဒေါ်လန်ဤတပ်တွေကအဲ့ဒီစစ်မှုထမ်းတပ်သားတင်နှစ်ဦးကိုတွားရောက်ခေါ်ထုတ်ပေးခဲ့ပြီးလက်ရှိမှာတော့ကောင်းကောင်းမွန်မွန်လက်ခံဆောက်ရှောက်ပေးထားသလိုသူတို့မှာလက်နက်ပါပါလာတဲ့အတွက်စုငွေချင်းမြင့်ဖို့ကိုလည်းစီစဉ်နေပါတယ်လို့ဒိုရေးချန်နယ်အတွင်းရေးမှူးမတ်ရွှေကျူးကပြောထားပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့မြန်မာကုမ္ပဏီတွေကို ATR လေယာဉ်တွေရောင်းချခဲ့တဲ့ Noted Aviation Captive Company ကို NCP ဒိမ့်မတ်မှာတိုင်ကြားထားတဲ့အတွက် အဲ့ဒီ NCP ကနေစုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေပြီလို့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်ပြည်ထောင်နိုင်ငံတို့ ATR လေရင်တွေကိုစင်နာသိမ်းထားတဲ့မြန်မာနိုင်ငံစီတင်ပို့ခဲ့တဲ့ NAC company ကိုမြန်မာလူခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကဒီမနက်ကရဲ့နိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCP မှာ2024ခုနှစ်အတွင်းကပဲတိုင်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီတိုင်ကြားချက်မှာ NAC company ကနေမြန်မာ company တွေကို ATR လေရင်တွေရောင်းချတာငှားရမ်းတာနဲ့ ဘဏ္ဍာငွေထောက်ပံ့တာပြီးကြောင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်လာတဲ့ဆိုးရွားပြင်းထန်ဆုံးတက်ရောက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုဆိုင်ရာတွေမှာပါဝင်နေတယ်လို့ Justice for Myanmar ကဆိုထားပါတယ်။အခုတော့အဲလို Justice for Myanmar ရဲ့တိုင်ကြားမှုအပေါ်ဒိမတ်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCP ကနေစုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေပြီလို့ Justice for Myanmar ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့လည်းကင်းတင်းနေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ